ပင်လယ်ပြည်လေော်အနောက်အလေပိုင်းမှာဖြစ်ပေါ်နေတဲ့အာကောင်းသောလေဖြစ်အားရက်ဝင်းဟာအော်တိုဘာလ9ရက်နေ့မှာပင်လယ်ပြည်လေော်အနောက်အလေပိုင်းနဲ့၎င်းနယ်ဆက်ဆက်လျက်ရှိသောပင်လယ်ပြည်လေော်အနောက်မြောက်ပိုင်းတို့မှာမုန်တိုင်းငယ်အဖြစ်သို့ပုံမအားကောင်းလာနိုင်ပါတယ်အဆိုပါအကောင်းသောလေဖြစ်ရရဲ့ဝင်းကြောင့်ရှမ်းပြည်နယ်တာချီလိတ်မြို့မှာမိုးတေးထန်စွာရွာတွင်းပြီးမေဆိုင်ချောင်းရဲမင်းတက်ကမြို့ရဲ့စိုးရင်ရေမတ်အထက်သို့တပေခန့်ကျော်လွန်ရောက်ရှိနေပြီးလာမယ့်24နာရီအတွင်းမှာ၃ပေခန့်မင်းတက်လာနိုင်ပါသည် လက်ရှိအချိန်မှာမိုးသေးထန်စွာရွာသွန်းမှုကြောင့်တာချီလိတ်မြို့မကာအိုခန်းရက်ကွက်အတွင်တို့ရေဝင်ရောက်မှုဖြစ်ပေါ်နေပြီးတာချီလိတ်မြို့နယ်မီတပ်စခန်းမှမီတပ်တပ်ဖွဲ့ဝင်များအရန်မီတပ်တပ်ဖွဲ့ဝင်များက၎င်းရက်ကွက်ရှိရွှေမဟာကိုပိုင်အထက်တန်းကျောင်းမှចောင်းသားចောင်းသူများအားဆက်လက်ရွေးဖြင့်ဘေးလွတ်ရာသို့ကူညီပြောင်းရွှေ့ပေးခဲ့ကြပါသည်ဒါပြင်တာဝန်ရှိသူများမှလည်းတာချီလိတ်မြို့နယ်အတွင်ရှိချောင်းကန်းအနီးနဲ့မြေနိမ့်ပိုင်းနေထိုင်သူများအားရေဘေးလွတ်ကင်းရာနေရာတွေမှာရှောင်ရှားနေထိုင်ကြရန်တတိပေးနူးစော်မှုတွေပြုလုပ်လျက်ရှိပါသည်